မြန်မာနောဝချင်တဲ့ကိုအစစ်တဆိုင်အားပေးနာစေနေကြတော့ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမိယဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကလေးမှလည်းပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာအကစားရေးသားထားတဲ့ဖျက်ပြဲဥုံရှင်နဲ့သွေးတောက်ဒါဇလားလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။မိုးဆူရွာကိုဆရာဥုံရှင်နဲ့ကျုံနဲ့ရောက်တော့ညနေတော်တော်စောင့်နေပြီဗျ။ ေလုံးကြီးကအနောက်ဘက်တောင်နှင်းကြီးတွေကိုမေးတင်ပြီးပျောက်ခဲ့သွားခဲ့တယ်။ကောင်းကင်မှာတော့အလင်းရောင်မှိတ်မင်းလေးပဲကျက်နေတော့တယ်ဗျ။မိုးဆူရမရောက်ခဲ့တင်ညာဟောင်းကြီးတို့ကိုဖျက်သွားရသေးတယ်။တင်ညာကြီးရဲ့အပေါ်မှာတော့လင်းတို့တွေကအုပ်ခဲပြီးတော့ပြန်တန်းနေတာ အကောင်ကြီးမနေဘူးဗျ။ကျုပ်ဖြစ်ထူးဆန်းတာနဲ့လင်းတို့တွေကိုငေးချနေမိတယ်။မိုးဆူရကမြင်းဆောင်ရနဲ့ဆိုရင်တနားရီခွဲနှစ်နာရီတာတာလောက်တော့သွားရတယ်။ကျုပ်တို့လှဲပေါ်ကဆင်းလိုက်တော့ ကိုတိုးတက်ကချောင်းကောက်ရွာကိုဆက်သွားခဲ့တယ်။ရွာပြေတာလမ်းမမှာလူသူတွေရှင်းလေးနေပေမဲ့ရွာလန်းလန်းလေးရတော့ရေခက်တဲ့သူအခက်ထင်းခွေပြန်လာတဲ့သူအပြက်လာနွားတွေဆွဲလာတဲ့သူအဆွဲလိုက်နဲ့စီကားနေတယ်ဗျာ။ရွာထဲမြေကွက်လက်လေးအရောက်မှာတော့ကလာသားတိုက်ကချင်းခတ်နေကြတယ်။ဆရာဦးအောင်ရှေးကချင်းဝိုင်းကိုငေးကြည့်နေတယ်ဗျာ။ဆရာကြီးကချင်းခတ်တာဝါသနာပါပုံရတယ်။ဆရာကြီးကြည့်နေရတဲ့ကြောက်လေကြည့်နေမိတယ်။ ကလာသားတွေချင်းလုတ်ခတ်တာတော်ချက်ဗျာချင်းလုတ်ကမြေပေါ်မကြဘဲဝိုင်းနေလှည့်လည်နေတာကလာသားတွေကချင်းလုတ်ကိုစက်တက်ထွေပြီးတော့ပုံစံဘောင်းဆောင်နဲ့ခတ်နေကြတယ်ဆရာကြီးကချင်းခတ်တာဝါသနာပါတယ်ထင်တယ်ကျုပ်အဲ့ဒီလိုပြောလိုက်တော့ဆရာကြီးကခေါင်းခါပြီးဝါသနာပါတယ်တော့မဟုတ်ပါဘူးကွာငါကြည့်နေတာချင်းဝိုင်းကို ကြည့်နေတာမှမဟုတ်တာဆရာကြီးကလည်းဗျာချင်းဝိုင်းပြီးနောက်မှရက်ပြီးချင်းခတ်တာကိုမကြည့်ဘူးဆိုတော့ ဆရာကြီးကဘာကြည့်နေရလဲဆရာဦးအောင်ရှင်ကကြုတ်ကိုချင်းဝိုင်းအနောက်ဘက်ကထိုင်နေတဲ့လူတွေကိုလက်ညှိုးထိုးပြတယ်အဲ့ဒီလူတွေထဲမှာကိုအေးလေးပါတယ်ဗျကျုပ်ကချင်းဝိုင်းကိုအာယုံစိုက်ပြီးကြည့်နေလို့ချင်းဝိုင်းဘေးနားမှာကိုအေးထိုင်နေတာကိုမမြင်လိုက်ရအောင်ညညိုကျေဆိုတော့ကိုအေးတို့ကချင်းဝိုင်းကြည့်လိုက်အရက်ပလေးကိုမောတောက်လိုက်နဲ့ဇိမ်ခန့်နေတယ်ကိုအေးဘေးနားမှာထိုင်နေတာလူပုလေးတယောက်ဗျအစစ်တို့အမြင့်တို့နဲ့ကလေးလေးအရွယ်လောက်ပဲရှိရဲ့လူပုလေး ကိုအရာအဲ့ဒီလူပုကလေးနဲ့စကားတွေပြောလိုက်အယက်မွန်လိုက်နဲ့လုံရင်းကနေတခါတော့ကျုံနဲ့ဆရာဦးအောင်ရှင်နဲ့မတည့်ရက်ပြီးချစ်နေတာကိုတွေ့သွားတယ်။သူ့ကိုစိုက်ကြည့်နေတဲ့ဆရာကြီးနဲ့မျိုးလုံးချင်းစုံသွားတယ်ထင်ပါဗျာ။တောက်လက်စအယက်ပလင်းကိုဘေးနာလူပုလေးကိုပေးပြီးတော့ကိုအရာကျုပ်တို့ဘက်ကိုလမ်းလျှောက်လာတယ်။ကျုပ်တို့နားရောက်တော့ဆရာဦးအောင်ရှင်ကဟေးအောင်ငယ်မင်းမဟုတ်တာတွေရှောက်လို့မနေနဲ့။ဘာဗျ။ကြောက်လို့တာမဟုတ်ဘူးတဲ့လား။ ကို့မိတွဲလက်စားပြည့်ချီတာမဟုတ်တဲ့အလုပ်လားလက်စားချီတာမကောင်းဘူးလို့ငါမပြောဘူးဒါပေမဲ့မဟုတ်တဲ့ဆရာတွေနဲ့တွေ့မင်းလူညော့သုံးသွားနိုင်တယ်ကိုအေးကပြည်တီတီမျက်နှာပေးနဲ့ဒါဆိုဆရာကြီးကြောက်ကိုစားလက်တော့ပြန်မင်းမလားဦးအောင်ရှေ့ကခေါင်းကပြလိုက်တယ်ရှင်းနေတာပဲဗျာဆရာကြီးမလုံနိုင်တဲ့အရာတခုကိုဘာဖြစ်လို့တားဆီးနေရတာလဲကိုအေးရဲ့လေးတန်ကနည်းနည်းတော့မလာတယ်ဗျာ ဆရာကြီးကလည်းအပြောစုခက်ပြက်ပြက်ဆိုတော့ကြားရရမွဲတစ်ခုဖြတ်သွားနိုင်တယ်။ဒါကြောင့်ကျုပ်ကကြားဝင်ပြီးတော့မဟုတ်ပါဘူးကိုအေးရ။ကျုပ်တို့ကကိုအေးကောင်းမှုအတွက်ပြောတာပါ။ကိုအေးနဲ့တွေ့တဲ့လူကမကောင်းတဲ့လူဖြစ်ဖို့များတယ်ဗျ။ကိုအေးကခါထောက်ပြီးတော့မင်းတို့ကောင်းနေရအဲ့ဒါပဲကွ။မင်းတို့လုပ်တဲ့အလုပ်မှအကောင်းထင်တယ်။သူများလုပ်တဲ့အလုပ်ဆိုမကောင်းတဲ့အလုပ်မမှန်တဲ့အလုပ်ဆိုပြီးအပြစ်တင်နေကြတယ်။ ကိုအေးဟာဆရာဦးအောင်ရှိဘက်ကိုလှည့်ပြီးဒီမဲ့ဆရာကြီးဆရာကြီးလုံမပေးနိုင်တဲ့အရာတခုကျောက်ကတခြားလူခန်းတာဆရာကြီးဘလို့မတော့စိတ်ထဲမရှိပါနဲ့ဒီကိစ္စကျောက်ကိစ္စပါဗျဆရာကြီးနဲ့မဆိုင်ဘူးဆရာကြီးကနေရာတကာလူတွေ့ကျဲမလို့ကျင်စားမှနဲ့ဗျကိုအေးဟာဒေါ်နဲ့မောနဲ့ပြောပြီးဆရာကြီးရဲ့ပခုံးကမတိမတအောင်ဝင်တိုက်ပြီးတော့ရွာလမ်းပေါ်ကိုထွက်သွားခဲ့တယ်ဆရာဦးအောင်ရှိရဲ့ရုပ်ကတော့မလုံမချက်ခက်တိတိပါပဲ။ ဆရာကြီးကိုရေးပြောတာကိုစိတ်မဆိုးပါနဲ့ဗျာမဆိုးပါဘူးရေမောင်ရငါတို့ကဲမဲလို့ဆုံးဖြတ်ထားပြီးသားပါကွာသူဘာပြောပြောငါဘလို့မှမမို့ရေးရဲကြတော့မဲ့ကင်မီကောက်တကောက်ကဲတိမဲ့လူကကဲထုခံရမှာကိုကြိုပြီးတွေးတည်ထားရတယ်ကွာတိပိမွားပြည့်မစစ်တတ်တဲ့ကြောင်လေးတကောက်ကဲမဲ့လူကလည်းကဲရင်ပြုတ်ရင်ကြောက်ခခရနိုင်တယ်လို့ကြိုတွေးထားရတယ်လို့ပေါ့ကွာမိုးစိုးရတော့ရောက်ပြီ ညကလည်းမှောင်နေပြီဆိုတော့ဘသူအိမ်မှာတဲကြမှာလဲဆရာကြီးကျုပ်အဲ့ဒီလိုမင်းလိုက်တော့ဆရာကြီးကဖာတိဖာတာပဲနေနေတယ်ဒီချိန်ကိုရေးဘေးနားမှာထိုင်နေတဲ့လူပုလေးကကျုပ်တို့အနားကိုရောက်လာပြီးတော့တဲဆရာအတိအကျမရှိကျုပ်အိမ်မှာလိုက်တဲပါလားဆရာကြီးလူပုလေးကခေါ်တော့ကျုပ်ဖြစ်အံ့ဩသွားတယ်နေပါဦးခမရဆရာကြီးကိုတိတ်နေဟာလားကျုပ်ကမြင်းစွာရာနဲ့မိုးဆူရွာကိုချမ်းပတ်အောင်သွားနေတယ်လို့ပဲဗျာ ဖရဲပြန်ဆရာကြီးဦးအောင်ရှိန်ဆိုတာကိုကြားလဲကြားဘူးတယ်။တခါတော့ကလည်းဆရာကြီးပျောကကုနေတာကိုမြင်လဲမြင်ဘူးတယ်ဗျ။ဒါကြောင့်ကိုလာပါဆရာကြီးဟာဆရာကြီးတခြားရင်မှာတဲဖို့စိတ်ကူးမရှိဘူးဆိုရင်ကြောက်ရင်မှာလိုက်တဲပါဗျ။ကြောက်စိတ်ထဲတိတ်တော့မထင်ဘူးဗျ။ကိုရဲလိုတေလီချဘိုးတယောက်ရဲ့တငယ်ချင်းဆိုတော့သူလည်းတေလီချဘိုးအလုံးမရှိအကမရှိရစ်ထုတ်ကြီးနေပါ။ဒီတော့သူတို့အရာကောင်းမှာမလား။ အယက်သမားအိမ်မှာအထက်လန်းဆရာသွားတဲတယ်ဆိုတော့ကြားလို့မှကောင်းမှမလားကျုပ်လည်းဆရာကြီးအနားကိုကပ်ပြီးတော့လေးတန်လေးနဲ့ဆရာကြီးအယက်သမားအိမ်မှာလိုက်တဲလို့ကောင်းမှမလားဗျသူ့အိမ်ဟာစုတ်ချနေဖိနေလို့မလဲဒီရွာဆရာကြီးအတိအကျွမ်းတွေရဲ့အိမ်မှာတဲစားမှာဗျဖိတဲ့လူဟာဖိနေပြီပဲရင်မောင်ရဲ့ငါတို့ကမလိုက်ပါရင်ကောင်းမှမလားလူပုလေးကပြုံးပြီး သူ့ရဲ့လက်တူတူလေးနဲ့ရွာထဲကိုညှို့ပြလို့ဆရာကြီးကြောက်ရင်ကိုကြောက်ပါဗျာလူပုလေးကပြောပြောဆိုဆိုနဲ့အရှိအထွက်သွားပါလေရောကျုံနဲ့ဆရာကြီးဥအောင်ရှင်ကသူ့ရဲ့အနောက်ကိုလိုက်ခရရတာပေါ့ဗျမိုးဆိုရွာခက်သေးသေးလေးပါပဲ15မိနစ်လောက်တောင်မလျှောက်လိုက်ရဘူးရွာအိမ်ကြီးတွေကုန်သွားပြီလူပုလေးကအရှိအနဲ့ဆက်လျှောက်နေတော့ပဲဗျရအရှိဘက်မှာတက်ပင်တွေအော့အော့ဆိုင်ဆိုင်နဲ့ချင်ချင်ကြီးတွေရှိတယ်။လူနေလဲအတောက်ကိုကျဲသွားတယ် ရာကေးနှခင်းလောက်ကိုဖြတ်ပြီးတော့လူပူလေးကချက်ဝင်းကြီးတစ်ခုတည်းကိုလှမ်းဝင်သွားတယ်ဗျ။ချက်ဝင်းကြီးကအတောက်ကိုကျဲတာ။ချက်ထဲမှာလည်းသီးပင်စားပင်တွေအရိယာအပင်ကြီးတွေနဲ့ဆိုတော့ချက်ထဲဝင်လိုက်နဲ့အေးစိတ်သွားတာပါပဲ။ချက်လည်းကအင်ကြီးကိုမြင်လိုက်တော့မှကြုံအထင်းနဲ့အမြင်တက်တက်စရာလွဲသွားတော့တယ်ဗျ။အင်ကြီးကနှစ်ထက်ပြင်တော့အင်အကြီးကြီးပဲဗျ။ဆရာဥပောက်ရှင်တို့နေတဲ့အိတ်ထက်၃ဆလောက်ကိုကြီးတာ။ အိမ်ကြီးထဲမှာလည်းစင်မိအိမ်တွေထွန်းထားတာမှလင်းထိန်နေရပဲလူပုလေးကိုလည်းမြင်အောင်အိမ်ကြီးကမင်းကလေးတွေကနှုတ်ဆက်ကြတယ်မင်းကလေးတွေကပုပုလေးတွေတော့မဟုတ်ဘူးပြို့တာမန်အရွယ်ပဲဝေထားစားထားတာကတော့တန်တန်ပြက်ပြက်ကောင်းကောင်းမွန်မွန်ပဲဗျရွှေလက်ကောက်တွေငကတ်တွေလက်စုပ်တွေလည်းဝတ်ထားသေးတယ်ဒီမင်းကလေးတွေကလူပုလေးကိုအကိုလို့ခေါ်တယ်ဗျအိမ်ထဲမှာလည်းခုံနေအိမ်တော်ပြိဘောကတွေနဲ့ပြည့်ပြည့်စုံစုံပဲတော့တထဲတွေဖြစ်မယ်ဗျ အိမ်သားတွေကလည်းတော်တော်များများပဲဗျ။ဒါမဲ့တအိမ်လုံးမှာလူပုလီဆိုလို့ဒီတယောက်ပဲရှိတယ်။အိမ်သားတွေကလူပုလီကိုရိုးရိုးတေးတေးပြောပေမဲ့လူပုလီကတော့သူတို့မမုံမမပဲဆက်ဆက်နေဗျ။အိမ်ရှိထမ်းမှာထိုင်နေတော့အိမ်ကြီးကနေပူပူဝဝမိမကြီးတယောက်ထွက်လာတယ်။ပူတယ်ဆိုပေမဲ့လေလူပုလီလောက်တော့မပူဘူးပေါ့။အဲ့ဒီမိမကြီးကလူပုလီကိုမျက်နှာနဲ့ဟော့တားလေးတော်ပြန်လာပြီ။ လူပုကလေးကအိမ်နဲ့တစ်ချက်လှမ်းကြည့်အမေရွှေဦးတို့မိကျေးတို့ဘယ်တော့ ਆ လဲဩရေသွားခတ်တယ်လေးသားရဲ့မကြခင်လာပါလိုက်မယ်ဒီမိန်းမတွေကလည်းကိုယောက်ျားလာတာတော့အိမ်မမရှိဘူးတဲ့လားလူပုလေးကဒေါသထွက်နေတဲ့ပုံပဲသူ့မိကတော့ပြုံးပြစ်ပြစ်နဲ့သားရဲ့သူတို့လည်းအလုံးလုံးဝသေးတော့ပေါ့ဒါနဲ့သားဟောဟွာလူကြီးကဘာတူလဲဩအမေကိုမိတ်ဆက်ပေးရအောင်မယ် ဒီဘက်ကထိုင်နေတာမင်းစာရွာဖရက်ပြက်ဆရာကြီးဦးအောင်ရှိန်တဲ့အမေရဲ့ဒါတော့သူ့တပည့်ပေါ့သူ့နာမည်ကဘလို့ခေါ်တယ်လဲတော့တားလည်းမသိဘူးကျွန်တော်နာမည်ရင်မောင်မတော်တော်လူပူလေးရဲ့အမေကကြုတ်ကိုတော့မကြည့်ပဲဆရာဦးအောင်ရှိန်ကိုစိုက်ကြည့်နေတယ်သူကြည့်တဲ့အကြည့်ကတအားကိုအထင်ကြီးလေးစားနေတဲ့အကြည့်မျိုးပြဖရက်ပြန်ဆရာကြီးဦးအောင်ရှိန်နဲ့လားနာမည်ကြားမှုတော့ကြားပါပြီအခုမှပဲလူအမြင်မှုတော့တယ် သတင်းတွေကြားထားတဲ့အတိုင်းတကယ်ပဲခန့်ခန့်ကြောကြောကြီးပဲဟင်သတင်းကလည်းဆရာကြီးအဆွတ်ထက်တဲ့အကြောင်းမဟုတ်ပဲနဲ့ခန့်ခန့်ကြောကြောသတင်းပဲထွက်တာလားကြုံမေးလိုက်ပေမဲ့ဒီမိမကြီးကပြတ်မဖြစ်ပဲဆရာဦးအောင်ရှင်ကိုပြုံးပြပြလှုပ်ရင်ကြည့်နေတယ်သူ့အကြီးကတနာအကြည့်ပြအိမ်တွင်ရရနဲ့ထိုင်နေတဲ့ဆရာကြီးတော်မှလှုပ်တုတ်တုတ်ဖြစ်လာတယ်လူပုကလေးကလည်းသူ့အမေအကြောင်းကိုသိတဲ့ပုံပဲကဲအမေ တရားဆရာကြီးတို့အိတ်ဖို့ညီမတွေရောအခန်းကြီးဘာတွေပြင်ခန်းနိုင်စမ်းပါလူပုလေးပြောလိုက်တော့ဒီမိမကြအသက်တရောနဲ့ဟေးဆရာကြီးကဒီအိမ်မှာတဲမာတယ်လားတဲပါရှင်တဲပါကျမအိမ်ကိုကိုယ့်အိမ်ကိုရလို့သဘောထားပြီးတဲပါဒီချိန်ကိုအေးရအိမ်နောက်ဖေးခန်းလေးကနေထွက်လာတယ်ကျုပ်တို့ကိုမြင်တော့မျက်စောင်းကြီးထိုးပြီးခမရတို့ဘာလို့ရှုပ်ပြန်တာလဲဒီကလူပုလေးရဲ့အမေကခေါင်းကိုခြောက်ခင်းနဲ့လှည့်ပြီးတော့ဟဲ့ငါအေး ဧည့်သည်တွေအနေကျင့်ကြံနေပါဦးမယ်ဟဲ့နင်ဘာတွေလာပြောနေရလဲဒါငါအိမ်ငါ့မှာဘယ်သူတိုက်တဲ့နင်းနဲ့ပါဆိုင်လဲကိုအေးကတောက်တစ်ချက်ခောက်ပြီးတော့အိမ်အနောက်ဘက်ကိုပြန်ဝင်သွားခဲ့တယ်လူပူလေးကအကျုပ်တို့ကိုတစ်ချက်ပြုတ်ပြပြီဆရာကြီးတို့အိမ်မှာအေးအေးဆေးဆေးနေကြနော်ကျွန်တော်နာမည်လည်းမှတ်ထားအောင်ကျွန်တော်နာမည်ကအသိခရာထိတ်တင်ဦးမောင်မောင်ဝင်းမြင့်နေအပြအဲဟိုလူတော်တော်များများတော့ကျွန်တော်အတူလေးလို့ခေါ်ကြတယ် ခမားနဲ့မရခက်ဆန်းဆန်းမာလာဗျာဒါကြောင့်လူတွေကအတူလေးလို့ခေါ်တော့ဟောတာတော့ကျွန်တော်အမေဒေါ်ဘူးသီးတယ်ဗျအတူလေးပြောတော့သူ့အမေကမျက်နှာပြတ်သွားပြီတားရယ်ဘလို့ပြောလိုက်တာလဲအမေနဲ့မရမဟာသီရိတုခယူပကလေးဟာမိုးစုံစုဗျာနောက်ထိတ်တင်ရှင်မညက်ပါကျုပ်ဖြည့်ရည်ကျင်လိုက်တာတော်တော်ကိုအောက်ထားရတယ်အတူလေးကဟာဗျာအမေကိုလူတွေကဒေါ်ဘူးသီးလို့ခေါ်တာပဲဒေါ်ဘူးသီးပဲပေါ့ ခမရတို့နာမည်တွေကတမျိုးပါလားဗျတမျိုးဆိုကျမတို့ကဟိုကောင်းမောင်မင်းဆက်ကိုတီထောင်တဲ့အလောင်းမင်းတရားကြီးရဲ့အမေရလဲဗျာအမေရဲ့ဘိုးစိန်ပေါင်းဆက်ဆွေတော်မျိုးတော်တွေအကြောင်းကိုခဏရထားလိုက်ပါဦးဒီမှာဆရာကြီးတို့ဖိုက်စာလာရောပေါ့ထမင်းလေးပါလေကျိုးဖို့လောက်ပါဗျအတော်လေးဝင်ဖြတ်မှစကကြောပြတ်သွားတယ်အေးအေးအဲ့ဒီရီကိုကောင်းကောင်းအိတ်ခရရမှာပေါ့ကွအတော်လေးရဲ့အမေတော်ဘူးသေးရအိမ်နောက်ဖေးကိုပြေးဝင်သွားတယ် ဒီအချိန်မှာပဲမင်းကလေးနှစ်ယောက်ကရေအိုကလေးတွေရွက်လို့အိမ်ထဲဝင်လာခဲ့တယ်။အတူလေးကဒီမင်းကလေးတွေကိုကြည့်ပြီးဟဲ့ညီတို့ဘယ်သွားနေကြတာလဲ။ကိုယောက်ျားတယောက်လုံးအိမ်မြန်လာတာတောင်ကြုံဖို့မရအောင်။ရေသွားခတ်တာပါအကိုလေးရဲ့။သွားကြသွားကြ။လုံးဆရာရှိတာသွားလို့ကြတော့ဒီမင်းကလေးနှစ်ယောက်ကဖွင့်ဖွင့်ထွားထွားပေါက်နှံရှိရှိနဲ့ရွှေဘုံမင်းကြိုက်တဲ့ကိုခန္ဓာနဲ့ဗျ။ကျုပ်ဖြစ်အော်အော်လို့ပါဆက်တောင်မစိတ်နိုင်ဘူး။အတူလေး ဒီမင်းကလေးနှစ်ယောက်ကဘယ်သူတွေလဲ။ဩထမင်းအနီနဲ့ကရွှေဦးတဲ့။ထမင်းအစင်းလေးနဲ့ကမိကြီးလို့ခေါ်တယ်။နှစ်ယောက်စလုံးကငါ့ရဲ့မိန်းမတွေပေါ့။ဗျာအဲ့ဒါအတူလေးရဲ့မိန်းမတွေလား။အေးလေအဲ့ဒါဘာထူးဆန်းတယ်လဲ။မဟုတ်ပါဘူး။သူတို့ကြတော့မတူပါလားလို့တွေးမိလို့ပါ။မကြခဲ့ဒေါ်ဘူးသည်ထွက်လာပြီးတော့ကျုပ်တို့ထမင်းစားခန်းထဲခေါ်သွားတယ်။ဘဲဥပ္ပိုလ်ထမင်းစပွဲကြီးပေါ်မှာဟင်းနဲ့အဆုပ်မဲ့အပြ ဟင်းခွက်တွေကြီးအခွက်20လောက်ရှိတယ်။အတူလေးကအလိုက်သိရပါတယ်။ကြက်ကိုဟင်းတွေခက်ထည့်ပေးတယ်။ကြက်သားဝက်သားအမဲသားကြက်ဟူเจ้าနဲ့စုံလို့ဗျ။ဒေါ်ဝူသည်ကတော့ဆရာကြီးဘေးနားမှာမတ်တည့်ရက်ပြီးဆရာကြီးကိုဟင်းတွေခက်ထည့်ပေးလိုက်။ရက်တောင်နဲ့ရက်ခတ်ပေးလိုက်နဲ့အမှတ်အကောင်အိတ်ခံနေတာဗျ။ဆရာကြီးဥအောင်ရှိခမရတော်တော်အနေကျုံနေရှာတယ်။စားတော့ပြီးတော့အတူလေးရဲ့ညမဆိုတဲ့မိန်းလေးကကျုပ်တို့ကိုအိမ်မော်ထက်ကိုခေါ်သွားပြီးတော့အိတ်ခက်တခန်းကိုလိုက်ပြတယ်။ အိတ်ခါကောင်းလိုက်တာဗျာကျုံးကရင်ကြီးကလည်းတော်တော်သာသာနာနာပဲဆရာကြီးဦးအောင်ရှင်ကဟိုမင်းကလေးပြန်ထွက်သွားမှတက်ပြေးချနိုင်တော့တယ်ဟာတော်ပါသေးရဲ့ကွာဘာဖြစ်လို့လဲဆရာရဲ့ဘာဖြစ်ရမလဲဒေါ်ဘူးသေးလောက်ပုံကိုမြင်နေမဟုတ်လားဒေါ်ဘူးသေးကြည့်ရတာဆရာကြီးကိုတိတ်လို့ကြည့်နေတဲ့ပုံပဲဗျဆရာကြီးတော့ကော်တာပဲဗျဟဲ့ယမဒီမိမကြီးကိုငါကကြောက်နေတာကွာ ဘာလဲဆရာကြီး तू ဟာစုံမကြီးမို့လို့လားစုံးဆိုရင်တော့မကြောက်ပါဘူးကွာအခွားငါ့ကိုပက်ချဲမက်ချဲလုပ်ပြီးရေလာမြောင်းမင်းနေလို့ကြောက်နေရတာဟဲ့ကြုတ်လဲတာဟာဟာနဲ့ရေလိုက်မိတော့တယ်ညာဘက်အယောက်ကိုဆင်းတော့ကိုအေးတရားအိရှိခန်းကထိုင်ကုန်ကြီးပုံမှာထိုင်ပြီးအရက်တောက်နေတယ်ကျုပ်ကိုတွေ့တော့လက်ရက်ခော့ပြီးယမမင်းနဲ့ဆရာကြီးနဲ့ဒီအိမ်ကိုဘာလာလောက်တာလဲမှန်မှန်ပြောစမ်းဘာမှမလုပ်ပါဘူးဗျာ ဒီလိုပဲတိုက်ဆိုင်သွားတာပါ။ကြောင်တောင်တောင်တော့မလုံးနဲ့တော့ရင်မ။မင်းငါ့အကြောင်းသိတယ်မဟုတ်လား။သိပါတယ်ကိုအေးရ။ခမရလည်းဒေါသကြီးပဲ။ဒီလိုနဲ့ကျုပ်တို့အိတ်ကြတာပေါ့။အဲ့နေတော့ညတကောင်လောက်ရောက်တော့အိမ်ခန်းတကောင်လူတယောက်ကတတောက်တောက်နဲ့လာခောက်နေတယ်ဗျ။ဦးအောင်ရှင်ကတကားဘက်ကိုကြည့်ပြီးတော့ဟေ့ဘာလို့လဲကွာကျွန်တော်ပါအတူလေးပါဆရာကြီးအတူလေးဆိုရနဲ့ကြုတ်လဲတကားထောက်ဖွဲ့ပေးလိုက်ရတယ် အတော်လေးကအရက်နဲ့နဲ့မှုထူးနေရပဲအခန်းထဲကိုခေါင်းငါဆိုင်ချပြီးဝင်လာတယ်ဗျကျုပ်တို့အိတ်တဲ့ဂရေချေးမှာမတ်တက်ရက်ပြီးတော့အတော်လေးဘာဖြစ်လို့လဲကွာငါအေးကိုကဲတင်မိပါဆရာကြီးဟေးငါအေးကဘာဖြစ်နေလို့လဲကွာဆရာကြီးတော့မသိဘူးဗျငါအေးကအခုတော်တော်အောင်းနှန်းဆရာကြီးတယောက်နဲ့ပေါင်းနေတယ်သူပြောတာကတော့သူ့အမိအတွက်လက်တော့ပြတ်မယ်ဆိုတာပဲဗျအေး ်ဖွဖွလေးလေးပြောရရင်တော့ငါတို့လည်းဒီကိစ္စနဲ့လာခဲ့ကြတာပဲအဲ့ဒီအောင်လန်းဆရာကြီးကတော်တော်ဆိုးဆိုးပဲဆရာကြီးရဲ့လူတွေပြောတာတော့ဖုတ်ကြီး40အဆင့်ကိုအောင်ထားတဲ့အောင်လန်းဆရာကြီးဆိုပဲအတူလေးပြောတော့ကြုတ်တော့အော်အော်သွားမိတယ်ဆရာကြီးဖုတ်ကြီး40ဆိုတာဘာလဲအောင်လန်းအဆင့်တွေထဲမှာအဆင့်မြင့်တဲ့အထဲမှာပါတဲ့အောင်လန်းပေါ့ကွာဖုတ်ကြီး40အကြောင်းပြောနေဒီညတော့ပြီးမှာမဟုတ်တော့အဲ့ဒီဖုတ်ကြီး40က ိုမြဲလိမ့်ဆုံးနေအောင်နိုင်သလားစရာကြီးနိုင်တော့တယ်ကွာဒါဆိုကိုအေးကလူရည်မှန်ခဲ့တာပေါ့နော်လူရည်မှန်တာမမှန်တာအသာထားစမ်းပါကဲအတူလေးဆက်ပြောစမ်းပါအောင်ကျွန်တော်လည်းငအေးကိုအတန်နဲ့တားပါသေးတယ်ဆရာကြီးရာဒါပေမဲ့ဒီကောင်ကတားလို့မရဘူးဒီနေ့ဒီရွာကိုရောက်လာတယ်ဆိုတာကလည်းအဲ့ဒီအောင်လန်းဆရာကြီးနဲ့ချိန်ထားတာပဲဖြစ်မယ်ကြအခုအဲ့ရတဲ့မှာဒီကောင်မရှိတော့ဘူး။ဟာကိုအေးကဘေးရောက်သွားတာလဲ။ ဆရာဦးအောင်ရှင်ကငါစိတ်ထင်တော့တုတ်တံမျိုးသွားတာပဲဖြစ်မယ်။အွန်လိုင်းနေပညာအဲ့ရင်တုတ်တံမျိုးတင်းကျပ်မြင်မှာလောက်တက်ကြတယ်မဟုတ်လား။ကြားပါတယ်ဆရာကြီးဟာကျွန်တော်တို့ကိုအင်းနောက်ကိုလှည့်သွားကြရအောင်။ဆရာဦးအောင်ရှင်ကဂရင်ဘွားဆေးနဲ့တကားနောက်မှာထောင်ထားတဲ့တောင်ဝင်းကိုယူလိုက်တယ်။အတိုလေးမင်းဝင်လိုက်အောင်မလား။အတိုလေးကမျက်စိမျက်နှာပြတ်သွားတယ်ဗျ။ခိုးလေးဆရာကြီးတို့ပဲသွားကြပါ။ ကျွန်တော်မိမရွှေဦးဟာကျွန်တော်မရှိမနေတက်လို့ပါဗျ။အရေးတဲ့ကြော်ညာလာဝင်နေသေးတယ်။ကဲကျောက်တော့သွားမယ်။အတော်လေးကဆရာဦးအောင်ရှင်ရဲ့လက်ကိုစိုင်းကဆရာကြီးငအေးကိုလမ်းမမြအောင်ကဲတင်ပေးပါဗျာ။စိတ်ချပါအတော်လေး။ကဲရင်မောင်းငါတို့သွားမယ်ဟဲ့။ဆရာကြီးနဲ့ကျုံနဲ့အိမ်ပေါ်ကနေဆင်းလာခဲ့ကြတယ်။မိုးဆူရွာမရောက်ခဲ့တုံးတန်ကြီးတို့ခုဖြတ်ခဲ့ရတယ်မဟုတ်လားဗျ။ကျုံနဲ့ဆရာကြီးကလည်း အဲ့ဒီတုတ်တံကိုရှောက်လာခဲ့ကြတယ်။ကျုပ်တို့ထင်တာမှန်တယ်ဗျ။တုတ်တံကိုအဝေးကလှမ်းကြည့်လိုက်တဲ့အခါမှာ စီမီခွဲအလေးရောင်လေးကိုမြင်တွေ့လိုက်ရတယ်။ကျုပ်ကရှေ့ဆက်သွားမယ်အလို့ဆရာဦးအောင်ရှင်ကကျုပ်ကိုတားလိုက်တယ်ဗျ။ရမောင်ငါတို့တူတူတိတ်တိတ်ကလေးသွားမှဖြစ်မယ်နော်။ကျုပ်နဲ့ဆရာကြီးတုတ်တံထဲကိုခိုးချောင်ခိုးဝဲနဲ့ဝင်လာခဲ့ကြတယ်။အုတ်ကူကြီးတွေတစ်ပင်ကြီးတွေကိုအကာအကွယ်ယူရင်းတဖြည်းဖြည်းတိုးကလာခဲ့တယ်။ အပြည့်ပြည့်နဲ့ကိုအေးတို့အနားအောင်နှီးကပ်လာတဲ့ဆိုပါတော့အောင်လန်းစရာအနဲ့ရောင်အင်းကြီးအနဲ့ရောင်ပစိုးဝစ်ထားတယ်ဗျအနဲ့ရောင်အဝိစတစောက်လည်းယောဂီတွေပတ်တယ်လို့မျိုးပတ်ထားသေးတယ်ခေါင်းပေါင်းကလည်းအနဲ့ရောင်ပဲဗျရောင်နှုံးသေးသေးလေးကိုခေါင်းပေါင်းမှာထုံထားသေးတယ်ရှင်အောင်အုပ်ကြီးတစ်ခုပေါ်မှာအောင်လန်းစရာထိုင်နေပြီးတော့ဘေးနားမှာတော့ကရော့ဝဲတပွဲတင်ထားပြီးစင်မီးရောင်တွေထုံထားတယ်ဗျရှင်အောင်အုပ်ကဆိုတာအကြီးကြီးတွေဆိုတော့ချောင်ချောင်ချစ်ချစ်ပဲ အုပ်ဘူးအောက်ကမြေပြင်မှာလဲကိုအေးတယောက်ကျုံကျုံလေးထိုင်နေတယ်။ကျုံအရှိတိုးမယ်လို့တော့ဆရာဦးအောင်ရှင်ကတားလိုက်တယ်။မြေပြင်တနေရောင်လညို့ထုတ်ပြတော့မှစိတ်ဓာတ်ထားမဲ့ကျုံတိလိုက်ရတယ်ဗျာ။အောင်လန်းဆရာသူ့ရဲ့အသက်အော်ကြီးနဲ့ငအေးမင်းရဲ့အသက်ခံတာငောက်အပ်မလားဟဲ့။ကိုအေးကမူးနေပုံရတယ်ဗျာ။အသက်နဲ့ခံတာဘာဖြစ်လို့အဲ့ရမှာလဲဆရာကြီးက။မင်းတော်တော့အမျိုးမျက်ထူတဲ့ကောက်မယ်။ မေမေစောင်းနေကိုနှိုင်းခြင်းနဲ့ဆိုငါစရာပညာတွေသိခြင်းနဲ့ဆိုအော်ဟုတ်သားပဲမင်းလိုပါဗျာအပ်မလားမအပ်ဘူးလားအတော်အဲ့ချင်ပါလေဒါနဲ့ဆရာကြီးကကြောက်တက်ကိုရတော့ဘာလုပ်မှာလဲအောင်လန်းဆရာတော်တော်ဆိတ်ရှုပ်နေတဲ့ပုံပဲဗျကိုရေးဆိုတာကလည်းအရက်ကလေးဝင်သွားရင်စကားတတ်သွားတတ်တဲ့လူမျိုးမဟုတ်လားမေတော်တော်ရှာရှည်တဲ့ကောင်ပဲကွအဲ့မဲ့လို့သာပြောစမ်းကွာတုံးခေါက်ပြောငါ့ကိုစိတ်တော်အောင်မလုပ်နဲ့ ဟုတ်အပ်ပါတယ်အပ်ပါတယ်ရော့ခေါ်တော့ပွဲကိုလမ်းတစ်ဖက်နဲ့အသေးချာကင်ပြီးတော့ခေါင်းမော်ရထားကိုအေးကအောင်လန်းဆရာပြောတဲ့အတိုင်းခေါင်းမော်ရွက်လိုက်တယ်ငါနောက်ကလိုက်စုံစမ်းအောင်လန်းဆရာအရှိရနေတိုင်ပြီးကိုအေးကအနောက်ကနေလိုက်စုံတော့ပေါ့ကိုအေးကမူးယူးနေတာဆိုတော့စကားတွေရမှတ်ပြီးဆိုချင်တာတွေဆိုနေတော်တော်လေးကိုခရီးမပဘူးဖြစ်နေတယ်ကျုပ်ပြေရည်ချင်းစိတ်ကိုအောင့်ထားလိုက်ရတယ်တော်ပြီကွာမင်းဟိုမှာသွားရက်နေတယ် ကိုအေးရတနေရမှာသွားရက်လိုက်တယ်။ဒီအချိန်မှာအောင်လန်းစရာဓမြောင်လေးတစ်ချောင်းကိုလွယ်အိတ်ထရနဲ့ဆွဲထုတ်လိုက်တယ်။ဓမြောင်လေးကကိုလက်မလောက်ပဲရှိမဲ့ဓမြောင်လေးပြ။ဒီသားလေးကိုထုတ်လိုက်တော့ကိုအေးရဆရာကြီးအဲ့ဒီသားကဘာလို့မလို့လဲ။မင်းကိုပြညာပေးဖို့ပေါ့ငါအေးရ။ဗျာပြညာပေးတာလဲဓာတ်ပါမှာဖြစ်မှာလား။ဒီခါအောင်လန်းစရာရှိတယ်။မင်းကိုပြညာပေးမယ်ဆိုတာညာပြောတာကွာ။ တကယ်တော့ငါလက်တရဟော်ဒီတန်တဲ့သွေးတောက်ထားကိုအစာကျွေးချင်နေရကြပြီမင်းနဲ့တွေ့တော့ဟန်ကြသွားတာပဲဟိဗျာဒါအစာကျွေးရတယ်လေလားကျွေးရတာပေါ့ကဒီဓာတ်ကိုသုံးနှစ်တကလူသွေးတိုက်ရတယ်ကွတိုက်တဲ့အခါမှာလဲလူကောင်းသူကောင်းရဲ့သွေးကိုတိုက်လို့မရအောင်လူစိုးလူမရဲ့သွေးကိုတိုက်မှဒါအစွန်းထက်တာအောက်လန်းစရာဓာတ်ကိုကိုင်ရေကိုအေးစီကိုပြစ်ပေးလိုက်တယ်ကိုအေးကဓာတ်ကိုလက်နဲ့ဖမ်းထည့်လိုက်တယ်နေ မင်းနဲ့ငါနဲ့ကအစိမ့်တက်တက်တော့မဟုတ်ပါဘူး။မင်းဒီဓာတ်ကိုမှတ်မိသေးရဲ့လား။ကိုကြီးကဓာတ်ကိုစိုက်ကြည့်နေ။ဓာတ်ဓာတ်ကျုပ်ရဲ့ဓာတ်ပဲ။ပြောစမ်းပါအောင်ကွာ။ဒီဓာတ်ကိုမင်းဘယ်လိုရခဲ့တာလဲ။လွန်ခဲ့တဲ့ကိုနေ့ကျော်လောက်ကကြောရွာကကြော်ကြီးကသူ့ရဲ့ဖို့ပတ်စံမရှိလို့ဆိုပြီးတော့ဒီဓာတ်ကိုတုံးချက်နဲ့ကျုပ်စီရောင်းခဲ့တာလေ။အောင်လက်စရာတခုခုကိုကြိုပြီးသိနေတဲ့ပုံစံနဲ့ဒါရင်မဲလားကွာ။မဟုတ်ဘူး။ ဒီတောင်းဝယ်ပြီးသုံးရဲကြမှာမင်းစာရွာဇေယဟောင်းမှာဖဲ့ရဲကြိုင်နဲ့ကျုပ်လူတယောက်ကိုဒီဓာတ်နဲ့တတ်ခဲ့မိတယ်လူသက်တော်ကအချင်းနေလေးကိုလည်းပြောစမ်းမအောင်လူသက်တော်ကကျုပ်စိတ်တွေပုံမှန်မဟုတ်ဘူးကျုပ်အရင်ကစုခဲ့မိုက်ခဲ့တယ်ဆိုပေမဲ့လူတယောက်ကိုတတ်ဖြတ်ဖို့ထီတော့မတွေးမိခဲ့ဘူးအဲ့ဒီကဖဲရှုံထားလို့စိတ်တွေပူလောင်နေတယ်ဒဏ်ကြိုင်တဲ့လူရဲ့မျက်နှာကိုမြင်တော့သူ့ကိုတတ်ချင်စိတ်တွေတဖွာဖွာဖြစ်လာတယ် ကျုပ်ရဲ့တငယ်ချင်းအယထဖြစ်တော့ကျုပ်လည်းဒီသားနဲ့အဲ့ဒီလိုတက်လိုက်မိတာပဲ။အောင်လန်းစရာဟဟပပရှိနေတယ်ဗျ။ဒါပဲကွာ။တကယ်တော့မင်းကလူတက်ခဲ့တာမဟုတ်ဘူး။ဟောဒီဒါကတက်ခဲ့တာ။ဒီသားကိုလူမရဲ့သွေးကိုတတ်ရမယ့်အချိန်ရောက်လို့ငါကကြော်ကြီးလက်ကိုအပ်လိုက်တာကွာ။ကြော်ကြီးကမင်းကိုဈေးပေါ်ပေါ်နဲ့လာရောက်တာကမင်းကိုတေးစေချင်လို့ပဲ။ဗျ။ဒါဒါဆိုကြော်ကြီးကမင်းကိုတေးစေချင်ပေမဲ့ မင်းတို့အိမ်ချမှာအဆောက်ရှောက်တွေရှိနေတဲ့အတွက်ဒီကမင်းရဲ့သွေးကိုမတောက်နိုင်ခဲ့ဘူး။ဒါနဲ့နောက်ရကျတော့ဖဲမရောက်တဲ့အချိန်မှာတခြားလူမရဲ့သွေးကိုတောက်ခဲ့တာပဲကွ။ခမခမတော်တော်ရုံမာတာပဲ။ဒါကြောင့်ကျုပ်လည်းစိတ်ထဲထင်းနေပါတယ်။ကျုပ်လူသက်ပေမဲ့လူသက်လိုက်တဲ့အချိန်မှာကျုပ်ရဲ့စိတ်တရားတမျိုးဖြစ်နေတယ်။အဲ့ဒီလူကိုတတ်ဖို့ကျုပ်ကိုတယောက်ယောက်ကနှိုးဆော်နေသလိုဖြစ်နေတယ်။အဲ့ဒါသွေးတောက်တာမင်းကိုနှိုးဆော်နေတာကွ။ တကယ်တော့သွေးတောက်ဒါကလူမိုက်ရဲ့အသားကိုစားလိုက်တာကွလူမိုက်ရဲ့အသွေးကိုတောက်လိုက်တာကွလူတွေအမြင်မှာတော့မင်းရလူတက်တယ်ဆိုပြီးဖြစ်သွားတာပေါ့ကွာခမည်းလူရုပ်ပါပဲဗျခမည်းကြောင့်ကျုပ်ကိုနဲ့ကျော်ဆင်းနေနေပါထောင်ချခဲ့ရတာဗျအခုတော့လဲဘာမှမထူးတော့ပါဘူးကွာဒီတခါဒီတခါမင်းရဲ့သွေးကိုတောက်ရတော့မယ်မဟုတ်လားလူငယ်တွေကိုနဲ့ကမတောက်လိုက်ရတဲ့လူမိုက်ရဲ့သွေးကိုအခုတော့တောက်ရပြီပေါ့ကွာခမည်းလူရုပ်ပါ ခမရကိုကြောက်တတ်မယ်။ကိုအေးကဓာတ်ကင်ပြီးတော့အောင်လန်းဆရာစီကိုပြေးလိုက်တယ်။ဒါပေမဲ့ခြေတလန်းလောက်ပန်းလှရသေးတယ်။ကိုအေးတယောက်ခြေလန်းတွေရပ်တောင်သွားတယ်ဗျ။လေပေါ်မှာကာကာကြီးဖြစ်နေတယ်။အောင်လန်းဆရာတော့အောင်မငါရဲ့ဓာတ်နဲ့ငါ့ကိုပြန်တက်လို့ရမယ်လို့ထင်နေရလားကွ။အောင်လန်းဆရာမန်းမုတ်ပြီးတော့ကိုအေးကိုလက်ညှိုးထိုးလိုက်တဲ့အချိန်မှာကိုအေးရဲ့လက်တွေလှုပ်လာတယ်ဗျ။သူ့လက်ထက်ကဓမြောင်ကိုလက်နှစ်ဖက်နဲ့တေးသေးချာချာကင်တွယ်လိုက်တယ်။ ကိုအေးမျက်လုံးကြီးတွေကတော့ပြုတ်လို့ပြုတ်ကိုအေးကဓမြန်ကိုကိုဘက်ကိုချိန်လိုက်ပြီးတော့လက်နှစ်ဖက်ကိုမြှောက်ပြီးအားယူလိုက်တယ်သူလုံးနေတဲ့ပုံစံကသူ့ရင်ဝါးကိုသူ့သားနဲ့ပြန်ပြီးထိုးတော့မဲ့ပုံပဲဗျကဲငါတပည့်ကြီးမင်းတို့လူမရဲ့အသားတွေကျွေးပါတယ်လူမရဲ့သွေးကိုတိုက်ပါတယ်မင်းစိတ်ကြိုက်စားတော့ပြီးနောက်နောက်ငါခိုင်းတာတွေကိုတာဝန်ကြီးကြီးနဲ့ဆက်လုပ်ပေးပါဟုတ်ပြီလားအောင်လန်းဆရာပြောတော့ဒါအသွားအယောင်နဲ့ဝင်းလက်လာတယ် ျုပ်ဖြစ်ဆရာကြီးဦးအောင်ရှင်ကိုလက်တို့လိုက်မိတယ်။ကျုပ်တို့အခုမလှုပ်ရှားဘူးဆိုရင်ကိုအေးကသူ့ရင်ဘက်ကိုသူ့သားနဲ့ပြန်ပြီးထိုးချောက်တော့မယ်ပုံပဲဗျ။ကိုအေးကသူ့ရဲ့လက်နှစ်ဖက်နဲ့ရင်ဝတ်ကိုဆွဲချလိုက်တဲ့အခါမှာလက်ကတစ်ချက်လှုပ်သွားပြီးတော့ကျမလာအောင်လေပေါ်မှာတန်လန်းကြီးဖြစ်နေတယ်။အောင်လဲဆရာလည်းဘာတွေရွတ်နေမှမသိဘူးရွတ်တယ်ဗျ။ဒါပေမဲ့ဒါမလှုပ်ပဲဖြစ်နေတယ်။အောင်လန်းစရာမျက်နှာပြတ်သွားပြီးတော့အနောက်အရှက်အဟန့်တားတွေရှေ့ထွက်ခဲ့ ဘာကြောင့်နှောက်ရှက်ရတယ်လဲဆိုတော့ကိုလာရှင်းမှာဆရာဦးအောင်ရှင်းဟာတစ်ပိအနောက်ကနေထွက်ပြီးလက်တစ်ဖက်ကိုခါထောက်လိုက်တယ်ဗျအောင်လန်းဆရာဆရာကြီးကိုတွေ့တော့လှန့်သွားတဲ့ပုံပဲခမရဘယ်သူလဲခမရဘာဖြစ်လို့ကြက်ကိုနှောက်ရှက်တာလဲငါနမေကအောင်ရှိန်ပဲမင်းသားရွာဖရဲပြန်ဆရာကြီးဦးအောင်ရှိန်ဆိုတာငါပဲဦးအောင်ရှိန်ဆိုတဲ့အတန်ကြားလိုက်တာနဲ့အောင်လန်းဆရာလက်ပြန်သွားတယ်ဗျနောက်တော့အုပ်ကူကြီးပေါ်မှာစောင့်ကြောက်ထားလိုက်တယ် အောင်လန်းဆရာတွေကတကယ့်ပညာရည်တွေကိုသုံးတော်မယ်ဆိုရင်အဲ့ဒီလိုစောင့်ကြောက်ထိုင်ရတယ်လို့ကြားဘူးတယ်။ခမရဘာဖြစ်လို့ကြက်ကိုနှောက်ရှက်တာလဲ။မင်းကိုနှောက်ရှက်တာမဟုတ်ဘူးကွာ။မကောင်းမှုမှန်သမျှဟန်တာပိတ်ပင်ဖို့အတွက်ငါ့မှာတာဝန်ရှိတယ်။ဒီနေရာမှာမင်းမဟုတ်ပဲတခြားလူဆိုလဲငါဝင်တိုင်းရမှာပဲ။ငါမင်းနဲ့ရမဖြစ်ချင်ဘူးကွာ။အဲ့ဒီဓာတ်ကိုရောငအေးကိုရောထားခဲ့ပြီးတော့မင်းပြန်လိုက်တော့။အောင်မဲ ဒီဓာတ်ကျောက်အနည်း20လောက်ဖန်ထိထားရတဲ့ဓာတ်ပြခမ ्या ကိုလွယ်လွယ်နဲ့ပေးခဲ့နိုင်မလားမထူးပါဘူးဖရဲ့ပြန်ဆရာကြီးဘယ်လောက်ဆွဲလဲဆိုတာစမ်းကြည့်ရတာပေါ့အောင်လန်းဆရာကလက်ဖြောက်တစ်ချက်တီးလိုက်တဲ့အချိန်မှာသွေးတောက်ဓာတ်မိုးပေါ်ပြန်တက်လာတယ်ပြီးတော့အောင်လန်းဆရာကလက်ထဲကိုယောက်လာတယ်ဓာတ်သွေးရောင်ကြီးလိုနေရဲပြီးတော့ဝင်လက်နေပါရောသွေးတောက်ဓာတ်နဲ့ဆရာကြီးကိုချိန်ပြီးသွေးဆက်တွေလိုအရာတွေနဲ့လှမ်းပြီးပတ်ထည့်လိုက်တယ်ဒီလောက်နဲ့တော့ဆရာကြီးကိုရှင်းလို့မရဘူးဗျာ သွေးဆက်လေးတွေကဆရာကြီးရဲ့အရှိရလေးပေါ်မှာဝဲပြန့်နေတယ်။ဆရာကြီးကလက်တစ်ဖက်ကိုရန်ထည့်လိုက်တော့အဲ့ဒီသွေးဆက်လေးတွေကအောင်လန်းဆရာဘက်ကိုပြန်ထွက်သွားတယ်။အောင်လန်းဆရာခမကြောက်ကြောက်လက်လက်နဲ့အုတ်ဂူကြီးရဲ့အနောက်ကိုခုန်ဆင်းပြီးတော့ပုန်းနေတယ်ဗျ။သူ့လက်နဲ့တော့သူ့ပြန်ကြောက်တဲ့ပုံပဲ။နောက်တကဘာအမုံနေလဲမသိဘူးထပ်ပြီးပြစ်သေးတယ်ဗျ။ဒါတွေလဲဆရာကြီးကိုရှင်လို့မရအောင်။နောက်ဆုံးမဟန်တော့တာနဲ့အောင်လန်းဆရာသူ့လက်ထက်ကသွေးတောက်ထားအမိတ်ပေးပြီးဆရာကြီးစီကိုပြစ်ထက်လိုက်တယ်။ သွေးတောက်တာလေးပေါ်မှာပြန်လာနေတော့မှပဲအောင်လန်းစရာဟိုဘက်လှည့်ပြီးတော့ထွက်ပြေးတော့တယ်ဒါပေမဲ့ကိုအေးကအောင်လန်းစရာကိုဖမ်းချုပ်လိုက်တယ်ဗျအောင်လန်းစရာရဲ့မျက်နှာကိုလက်သီးနဲ့ခွက်ကနဲ့ထိုးချလိုက်တာအောင်လန်းစရာခမရမျိုးပေါ်ကိုလဲကျောက်သွားခဲ့တယ်အောင်လန်းစရာဖိန်ကုန်းပြီးပြန်ထနေတော့ကိုအေးကအောင်လန်းစရာရဲ့ရေဝါကိုခြေထောက်နဲ့ဆောက်ကန်ထဲလိုက်တာအောင်လန်းစရာတယောက်ပလန့်လန်သွားပါလေရောကိုအေးလည်းအောင်လန်းစရာကိုနှစ်ပတ်ဖက်လုံးပါရောကိုအေးနဲ့အောင်လန်းစရာနဲ့ ဘာတပြန်ကြားတပြန်လုံထွေးနေတယ်ဗျာဒီချိန်မှာဆရာကြီးဦးအောင်ရှင်ကသူ့စီကိုပြန်ဝင်လာတဲ့သွေးတောက်ဓာတ်ကိုလက်နဲ့ပုတ်ချလိုက်တယ်သွေးတောက်ဓာတ်ကလွတ်ထောက်သွားပြီးတော့မြေပေါ်ကိုကျောက်သွားတယ်ဗျာဓာတ်ကိုအောင်လဲဆရာကမြော်သွားပြီးတော့သွေးတောက်ဓာတ်ကိုသူ့လက်နဲ့ကောက်ကံပြီးကိုအေးကိုထိုးဖို့လုပ်တယ်ကိုအေးကလည်းတိုက်နေခိုက်နေကြဆိုတော့လှင်တော့ပေါ့အောင်လဲဆရာရဲ့ရင်ဝါကိုခြေထောက်နဲ့အောက်ကနေပိတ်ကန်ထည့်လိုက်တာအောင်လဲဆရာတယောက်လွတ်ထောက်သွားတယ်ဗျာအောက်ကူနဲ့စောင့်မိပြီးတော့မှောက်ခုံကြီးဖြစ်သွားပါရော့ ကိုအေးကလူးလဲထပြီးတော့ဟဲ့လူကြီးခမားနဲ့ကြုံနဲ့ဆင်းရဲရှင်းလို့မပြီးသေးဘူးခမားထဆမ်းပါကိုအေးပြောပေမဲ့အောင်လန်းစရာတုံတုံရင်ရင်ဖြစ်နေတယ်ဗျကိုအေးကအောင်လန်းစရာကိုဆွဲထုတ်လိုက်တဲ့အခါအောင်လန်းစရာရဲ့လက်ကရင်မက်မှာတန်လန်းကြီးဖြစ်နေတယ်သူကင်ထားတဲ့သွေးတောက်ဓာတ်ကိုအေးကန်ထဲလိုက်လို့လဲအကြမှာသူ့ရင်ဘက်ကိုသူ့ပြန်ပြီးထုံးမြသွားတဲ့ပုံပဲအောင်လန်းစရာမျိုးလုံးပြမျက်စံပြဖြစ်နေတယ် ွေးတောက်တာနေရပြီးတော့အောင်လန်းဆရာရဲ့ယင်ဝါကထွက်လာတဲ့မြောက်သွေးတွေကိုစုပ်ဝင်နေတယ်ဗျ။အောင်လန်းဆရာရဲ့မျက်နှာကသွေးစုပ်ပြီးဖြူဖြော့သွားတယ်။ဗဇက်ကနေလည်းအမြောက်ဖြူဖြူတွေထွက်နေတယ်ဗျ။ကိုအေးရတော့မချစ်မနဲ့နဲ့ခမရမသိရအောင်ခမရကိုကြောက်တော့အောင်ပါဗျ။ဒီကဆရာကြီးကကိုအေးကိုတားလိုက်တယ်။ငါအေးထားလိုက်ပါတော့ကွာ။တို့တက်သူဆိုပြီးတော့သူ့ရဲ့အောက်ဘုံတွေနဲ့သူပြီးသွားပြီမဟုတ်လားကွ။မင်းရဲ့လက်ကိုသွေးစွမ်းမခံပါနဲ့တော့။ ဆရာဦးအောင်ရှင်ပြောတော့မှကိုအေးကငြိမ့်ကြသွားတယ်။အောင်လန်းဆရာတော့တေသွားပြီထင်တာပဲ။ဒါတော့ကြက်သွေးရဝန်းလက်နေတော့မယ်ကြ။ဒီဓာတ်ကိုဘာဆက်လုပ်ကြမလဲဆရာကြီး။ထုံးစံဆိုရင်တော့ဓာတ်သခင်တဲ့ဓာတ်ကအလိုလိုပြတ်သွားတတ်တယ်ကွ။လာဟိတို့မြမြသွားကြစို့။ဒီကကိုအေးကပိတ်ကက်ကက်နေပြ။ကြောက်ဒီဓာတ်ကိုယူမယ်ဆရာကြီး။ဒီဓာတ်နဲ့ဆုံးမတွေကိုပတ်သက်မယ်။ထားလိုက်ပါတော့ငအေးရား။ မင်းလက်တော့ပြင်ရင်စောနဲ့အမတွေလုံးပြီမဟုတ်လားကွာမသေးတာကန်ကောင်းလာစမ်းတော့ကွာဆရာဦးအောင်ရှင်ဟာကိုအေးရဲ့ဂုတ်ကိုဆွဲပြီးပြေးတယ်ကျုပ်လည်းဆရာကြီးတို့အနောက်ကနေ ပြေးလိုက်လာခဲ့တယ်ဗျတုံးတန်အထွက်တောင်မရောက်သေးဘူးခုနကနေရာကနေဝန်ငနယ်ပောက်ကွဲတန်ကြီးတစ်ခုကိုကြားလိုက်ရတယ်ပောက်ကွဲတော်မှာတော်တော်ပြင်းပြင်းပဲဗျနေပြမှာအပေါက်ကြီးဖြစ်ပြီးတော့ကျန်နေခဲ့တာကိုရီလဲပြော်ပြီးမြေမုံနေနဲ့မှောင်ဝါနေတာပဲ။ ရွာသားတွေရောက်လာရင်ရှင်ပြရခက်နေမှာစိုးရနဲ့ကျုပ်တို့သုံးယောက်သားရွာအပြင်ကွေးနေရနေပတ်ထွက်လာပြီးတော့အတူလေးတို့ရဲ့အိမ်ကိုပြန်လာခဲ့ရတယ်ကျုပ်တို့ထင်ထားတဲ့အတိုင်းပဲမိုးစိုးရွာအိမ်လေးတွေဆီရနေမိလေးယောက်နေဝင်လာလာပြီးတော့ရွာသားတွေစုယုံပြီးထွက်လာတယ်နောက်တော့ပောက်ကွဲတန်ကြားတဲ့တုတ်တန်ကြီးကိုဦးတည်သွားခဲ့ကြလေပြိသက်များရှေ့ဖယံပြဦးအောင်ရှိန်နဲ့သေးတော့တာဇလန်းလေးကတော့ဒီလောက်ပါပဲနော်နားစင်အားပေးခဲ့ကြတဲ့ပြိသက်တွေတူချင်းစီကို ကျေးဇူးထူးပဲတည်ရှိသလားစာရေးဆရာအကဆောင်လည်းကျေးဇူးထူးပဲတည်ရှိပါရဲ့ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကိုအစင်သာဝရပန်းဆိုင်နိုင်ကြပါစေရှင်